ဩဟာရသည်နှင့်အမိသည်တရင်စာတို့ကကမွန်းတက်လိုက်လျင်အဖွဲအစီသို့မဟုတ်လူပုဂ္ဂိုလ်တို့သည် အလိုလိုနေရင်နာမည်သည့်တွင်သွားရသည်တရင်စာတို့ကနာမည်သည့်ဩဟာရသည်များတီထွင်ရလေရှိသည်အလန်ဒီတခင်စိုးကြီးကဗမာပြည်ကွန်မြူနတီပါတီမှနှုတ်ထွက်ကကွန်မြူနတီပါတီဗမာပြည်ကိုထူထောင်စဉ်ကသူ၏ပါတီကိုအလန်ဒီကွန်မြူနတီပါတီဟုကြေညာခဲ့သည်ဆိုကြည့်တော့အလန်ဒီဆိုရင်တန်းထွန်းတို့ကအလန်ဖြူပေါ့ကွာဟုဗမာခေဥုံခင်ကကမွန်းတက်က ရေးသားဖော်ပြသဖြင့်ဗမာပြည်ကွန်မြူနတီတို့မှအလန်းဖြူဟူသောအမည်ဖြင့်တသက်လုံးနှံ့နှိမ်ခံရတော်သည်မြမဆိုရှယ်လစ်လမ်းစဉ်ပါတီစတင်တီထောင်စဉ်ကဆရာဇဝနကမဆလာပါတီဟုကင်မွတ်တက်သည်သည်တကြမင်းကအတိတ်ဘဝကောင်းမှုကုသိုလ်ပါတီဟုဆရာဇဝနကရည်ရွယ်ကရေးတော်လဲအဖြတ်သမားတို့ကမလိုသောအမည်ကိုစွဲ၍ခေါ်နိုင်သဖြင့်ထိုအမည်နောက်ထပ်မတွင်အောင်မေတ္တာရဲခြင်းခံရသည်ဖေကြရေးဝင်ကြီးသခင်ချစ်မောင်၏လက်ထက်တွင် လက်နက်နှင့်ဒီမိုကရေစီလဲမီဟုချရဲ့ဤစစ်တမ်းထွက်လာသည်လက်နက်ချသူလည်းများလာသည်လက်နက်ချအခမ်းအနားတွင်လက်နက်ချသူတို့အားဖောက်အုပ်ထုပ်တစ်လုံးသည်ဝေလေသည်ထိုအခါကျင်းမုံကလက်နက်နှင့်ဖောက်အုပ်ထုပ်လဲခြင်းမူသောခေါင်းစဉ်ကိုတက်လိုက်ရာပြည်ကြားရေးဝန်ကြီးစိတ်ဆိုးသွားလေသည်ပြည်ကြားရေးဌာနကလက်နက်ချသူတို့အားဖောက်အုပ်ထုပ်နှင့်လဲသည်ဟုမရေးရန်နှင့်လက်နက်ချသည်ဟုပင်မရေးသင့်ပါဟုမြစ်တာရက်ခံတော်ကလက်နက်ချသူတို့အားဘိုးဘွဲ့တက်ကကျင်းမုံကခေါင်းစဉ်တက်ပြန်သည် ဘိုတူးတောက်ဘိုလက်မြောက်ပူဤဒုံနောက်ပိုင်းတွင်ပြန်ကြရေးကကျင်းမုံအားပေလျက်ကန်ထားလိုက်လေတော်သည် အဖွဲစည်းများကိုကင်မွန်းတရား၌အတိပယ်ပြည့်စုံစီရန်နှင့်အတန်မထောက်ရန်အရေးကြီးသည်အထူးစုံစမ်းစစ်ဆေးအဖွဲစာသုံးလုံးအဖွဲဟုတင်ပေါင်းကဗမာခေတ်မှစတင်သုံးသည်ပြည်တော်သားစီမံကိန်းနှင့်ပတ်သက်၍စော့စော့ကအင်္ဂလိပ်ဘာသာဖြင့် welfare ဟုခေါ်သုံးဆွဲကြရသည်ဒေါ်သတင်းကို အစကန္တဦးမှာစကားထွန်စင်က ပြည်ညာရေးဌာနညွှန်ကြားရေးဝန်ဦးတန်းတင်ဒူဝန်ထမ်းမှရရှိခဲ့ပြီးဗမာခေတ်ကပြည်တော်သားဦးစတင်ရေးသားခဲ့သည်တဘုံမျိုးစုံကိုရောင်းစုံတဘုံဟုဗမာခေတ်ကစတုံးခဲ့သည်အခေါ်ဝါရုအပြင်ဟောအားရအတိတ်တို့ကိုလည်းတရင်စာများကပင်တီထွင်ကြသည်ခိုးလိုခုလူဟုသောဟောအားရကိုထုတ်ဖော်သုံးစွဲသူမှာဦးအောင်မြင့်ဖြစ်သည်တရင်စာဆရာများကကမွန်းတက်လိုက်သည်ဖြင့်အမိတွင်သွားသောအဖွဲ့အစည်းများသည်များလာသည် ။ကြချီတွင်ဗမာခင်မဥပုဝိုလ်လေးသည်ဘူအောင်ကျော်လန်းရှိပြည်သည့်တရင်ကိုစလေတိုင်း၌ရှိသောတင်မောက်တန်းတို့အလေလာသည်။အရီတာဦးတင်ကြီးသည့်ဝိုင်းထိုင်ကလေးပန်းကြစဉ်ဥပုဝိုလ်လေးကဗမာခင်ကိုအမေရိကန်တန်ယုံမဂ္ဂဇင်းတစ်ခုပုံနှိပ်ပေးရန်အလုပ်အပ်ခံရကြောင်းမဂ္ဂဇင်းအမည်မှာလွတ်လပ်သောကဘာဟုသူကဘာသာပြန်ထားကြောင်းနှင့်စကားဆက်မိကြသည်။လွတ်လပ်သောကဘာဆိုတာကအတိတ်ပဲမရှိဘူးဗျ။နှောင်ကျိုးမဲ့ကဘာလို့ဘာသာပြန်ပါလားတိုကဲသောဥထင်ကြီးကအကြံပေးလိုက်သည်။ ဒေါ်ဝက်ကစင်းသည်ဥတင်ကြီးအကြံပေးသည့်အတိုင်းပင်နှောင်ကျိုးမဲ့ကဘာဖြစ်လာရုံမက နောက်ပိုင်း၌နှောင်ကျိုးမဲ့ကဘာဟုသောဝေါ်ဝါရကိုဝေါ်ဝါရတဲ့အဖြစ်မကြာခဏသုံးဆွဲလာသည့်အထိတွင်သွားတော်သည်ယနေ့မြန်မာဝေါ်ဝါရလောကတွင်မကြာခဏသုံးဆွဲနေကြသောဝေါ်ဝါရဆန်းတစ်ခုမှာထုံးနေစဉ်ဥထုံးပေတီထွင်သောဝေါ်ဝါရဖြစ်သည်ထိုဝေါ်ဝါရမှာခေါ်လန်ဖာ